မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့စိတ်ဖြူမျိုးနဲ့ကပြည်သူတဝီရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်ကျွန်တော်ကမကွေးတိုင်းဒေသကြီးစိတ်ဖြူမျိုးနဲ့ရှောက်ပင်အင်းကျေးရွာမှာရွာသားတဝူဖြစ်ပါတယ်မကွေးတိုင်းဒေသကြီးစိတ်ဖြူမျိုးနဲ့မှာရှိတဲ့အမှတ်27ကာကွယ်ရေးပစ္စည်းဆက်ရုံကပ္ပစာ27ကကိုပိုင်အမှတ်တာဝန်မှု9416တတ်သားရာစာဦးက ပြည်သူတွေစားဝတ်နေရေးအခက်အခဲအကြက်အတဲဖြစ်နေတဲ့အချိန်မှာမတော်မတရား၆လန့်တောင်းရနေပါတယ်။ပသိမ်မုံရွာလမ်းပေါ်မှာသွားကြတဲ့နှွားကားကျွဲကားစက်သွန်ကားလိုင်းကားဝါကားများကို မြင်းမဲ့စရိုက်ဆန်ဆန်ငွေတောင်းရပြီးမကြေခွဲနေပါတယ်။ရာဇာဦးရဲ့ဦးလေးဖြစ်သူဟာအမှတ်၂၁ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစာ၂၁ကဒုအရာခံဘုံဝင်းအောင်မှုဖြစ်ပါတယ်။ညစံကြောက်ပရောင်စိတ်ဖြူစေမိုင်းနေရာတွေကငွေရတဲ့နေရာတွေကိုလုံခြုံရေးသွားခြင်းရည် ဒုရာခံပုံဝင်းရောင်မို့ကိုငွေပေးပြီးသွားပါတယ်၆ပင်ရေးကြီးရွာအတွင်းမှာရှိတဲ့အရက်ဆိုင်လောင်းစားဝိုင်းများကိုလည်းလှဆင်ကြီးယူပြီးရွာအတွင်းမှာလမ်းလျှောက်ရင်းနဲ့လည်းဆဲဆူသွားတတ်ပါသေး။သူ့တူရာဇာဦးဟာရွာသားများကိုလည်းကိုတိလက်ရောက်ပြုကျင်ပြီးမင်းတို့ကြိုက်တဲ့နေရာသွားတိုင်းဒီယူမဆိုင်ဘူး။ငါဦးလေးကအထက်ကိုပေးပြီးနေတာလို့ပြောပါသေး။အခုအချိန်မှာစစ်တပ်ကအာဏာသိမ်းထားတာတရွာလုံးကို PDL လို့ပြောပြီးမီးရှို့မယ်လို့အမြဲကြေငြာနေပါသေး။ ဒါကိုအထက်ကသိအောင်တင်ဆက်ပေးပါလို့စာရေးသားပြပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူခြားကပြည်သူစကားအစီအစဉ်မှာနင့်နာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင်၆ပေါက်ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အခွေသားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။